ဂါနီးယားဆာကူရာဝိုင်ဆာကူရာရဲ့အစင်းနဲ့ပေါင်းဆက်ထားလို့ချစ်ရောက်ပြီးချက်ချင်းတင်သွားပြီးပန်းနုံအောင်သားယူပုံမူတောက်ပစီပါရယ်ဆာကူရာခရင်50 ml တူဝယ်ရင်ဆာကူရာဖေရှယ်ဖုံး50 ml တူလက်ဆောင်ရမယ်နော်ကီးပြမှာဝါသနာကြီးလို့နဲ့မေရွယ်ဝါဟာအမှုပညာမျိုးရိုးလေးရှိတာကြောင့်၃နှစ်သမီးအရွယ်လောက်ခရဲကဘွယ်လန်တပင်နေမှာ ဝင်းရောက်ဖျော်ပြမှုတွေလုပ်ခဲ့ပါတယ်1980ခုနှစ်နှစ်ကုန်ပိုင်းမှာတော့အဆူတော်လေးဖြစ်တယောက်ဆောင်လေးဖြစ်တဲ့ အကြံမင်းသားကြီးလိုလဲခေါ်ဝေါ်ကြတဲ့ဇော်ဝမ်းနဲ့တူမြမတန်စင်ဇုံတွဲအယ်ဘမ်ဖြစ်တဲ့ဖိုးဝါကိုစတင်ထုတ်ဝေခဲ့တာကြောင့်မေရွာလို့ပြည်သက်တွေကစတင်သိရှိခဲ့ပါတယ်။ တကယ်တော့မေရွက်ဝါဟာဂီတနဲ့ရှင်သန်ခဲ့သူပါလို့ပြောလို့ရအောင်ပဲသူ့ရဲ့ဂီတဝါသနာဟာကြီးမားခဲ့ပါတယ်ဝါသနာ ကြီးလွန်တာကြောင့်လဲကျောင်းသူရွယ်မှာပညာရေးထိခိုက်မှာကိုမိခင်ကစိတ်ပူပြီးစူပူကျိမ်းမောက်မှုကိုတောင်ခံခဲ့ရပါတယ်စကားပြောတတ်စအရွယ်မှာပဲအိမ်မှာအဲ့လိုပေါ့အဖေကဝန်တန်းဆိုတော့သူ့မှာတပည့်တွေရှိရလေတပည့်တွေကအိမ်မှာလာပြီးတော့အဲ့လိုမျိုးပေါ့အစိုးတင်တန်းနေပေါ့အဖေကမေဒင်းနေတို့ဂီတာတို့အဲ့လိုတွေနေပေါ့နော်ဟို ဒုတိယပစ္စည်းပေါ့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 ဒုတိယပစ္စည်းနဲ့တင်ပေးမယ်ဆိုလို့ရှိရင်အတ ਿਆ အဲ့ဒီအရွယ်မှာဘယ်လောက်ဖြစ်နေပြီလဲဆိုတော့တစ်နှစ်ဆွန်းဆွန်းလောက်ရှိမှာပေါ့အဲ့ဒီအရွယ်လောက်မှာတော့မှအဲ့ဒီတပည့်လာတဲ့နဲ့ ။တချင်းလေးကိုတပည့်တွေတလားနဲ့မတက်နှစ်လားနဲ့မတက်အန္တရာတဲ့အလိုရက်ပိုင်းလုံးနဲ့တက်တယ်တဲ့။သူတို့ပြန်သွားလို့ရှိရင်ပိ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 တမိချိုပြမယ်ဆိုပြီးတော့အဲ့လိုမျိုးဆိုပြတတ်တယ်တဲ့။အဲအကြောင်းစားတက်တဲ့အရွယ်မှာဆိုရင်လည်းအကြောင်းမှလုတ်တယ်ပေါ့နော်။ဒီပြိုင်ပွဲတွေပေါ့တချင်းဆိုပြိုင်ပွဲတို့ရတုပြိုင်ပွဲတို့အဲ့လိုပေါ့ကြပြားပြိုင်ပွဲတို့အဲ့လိုပြိုင်ပွဲတွေမှာလည်းအန္တရာဆွမ်းဆွမ်းတမန်ပေါ့တက်တက်ကြွကြွနဲ့ပေါဝင်ပြီးတော့အဲ့လိုမျိုးဟိုအမြင်နဲ့မကြီးညူဘူးတဲ့လုတ်ခဲ့တယ်ပေါ့အဲ့တော့အဲ့ ဒီအနုပညာနဲ့ပတ်သက်ပြီးတော့အရင်အမြင်နဲ့လဲစုရခဲ့တယ်။အဲအတန်းလေးနည်းနည်းရလာတဲ့အခါကျတော့အမေကစိုးရိမ်လာတယ်။ဒုက္ခပဲတော်ကြနေများပေါ့နော်အတန်းနေကြပြီးတော့တနေ့တန်းတန်းမှန်မှန်မအောင်မင်းနဲ့ဟိုပညာတတ်ကလေးတယောက်မဖြစ်လို့ရှင်တော့စိတ်ဘူးလေစိတ်ဘူးစရာပဲဆိုပြီးအမေကစူတာပေါ့နော်။တချင်းပါဇက်ကညီးလို့ရှင်လဲခောက်ခံရတယ်။အဲ့ဒါ၈တန်း၉တန်း၁၀တန်းဖြစ်လာပြီ။ ဒါပေမဲ့မရအောင်အမေရိုက်လဲရိုက်ခံတာပဲရှင်းရတော့ရေချိုးရင်လဲဆိုတယ်တနခါလိုက်ရင်လဲဆိုတယ်ကျောင်းသားကနေအလှပြင်းလဲဆိုတယ်ကျောင်းကပြန်လာရေချိုးရင်လဲဆိုတယ်ကျူရှင်ဆရာမအိမ်ရောက်နေတော့မဆရာမခဏလေးတချင်းလေးတပုတ်လောက်ဆိုလိုက်ဦးမယ်ဆိုပြီးတော့အဲ့လိုဆိုပြီးတော့မှစာလုပ်တာတဲ့မိခင်ဖြစ်သူရဲ့စူပူမှုကိုခံပြီးကြိုးစားခဲ့ရတာကနေမေယောဝါတရားကိုပထမဆုံးထွက်ရှိခဲ့တဲ့အယ်ဘမ်ကစပြီးအောင်မြင်မှုတွေဇက်တိုက်ရရှိခဲ့ပါတယ်မြမာတန်ရောခေတ်ပေါ်တချင်းတွေကိုပါ ပိုင်ပိုင်နိုင်နိုင်တီဆူနိုင်ခဲ့တဲ့မြေရွက်ဝါနဲ့ဂီတာဟာဘလို့ဆက်တွေ့မှုတွေရှိနေကြတာလဲ။တော့မြေရွက်ဝါဆိုတဲ့ဒီအမှုပညာနာမည်လေးနဲ့အဒီပြိတ္တကို စတင်ပြီးတော့ဖြော်ပြတဲ့အချိန်မှာပဲပထမဆုံးအခွေမှာပဲပရိသတ်ကအန်တီကိုတိမှတ်ပြူတယ်ပေါ့တိမှတ်ပြူတဲ့အခါကျတော့အန်တီဝမ်းတာတယ်ပေါ့ဝမ်းတာတယ်ဆိုတော့ဒါဒီအလုပ်ကိုပရိသတ်ကနင်းဆက်လို့တော့ငါတို့အားပေးနေတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့အတူတူပဲဆိုတော့အန်တီဘက်ကတာဝန်ကြည့်အောင်လုပ်ရတော့မယ်ပရိသတ်ကိုငါပေးဆက်တဲ့နေရာမှာခိုင်မာမယ်လေးနဲ့ရမယ်ဆိုတဲ့အသိစိတ်လေးပေါ့နော်အဲ့ဒါတွေရှိလာတဲ့အခါကျတော့ကို့မှာလည်းတာဝန်ကြီးတယ်ပရိသတ်ကလည်းကို့ကိုလုံလုံရရ စောင့်ကြည့်နေပြီဆိုတော့တာဝန်ကြီးတဲ့ကြီးလာတဲ့အခါကျတော့ကိုယ့်ဘက်ကမလစ်ဟင်းရအောင်မပေါ်ရောအောင်ဆော့ဆော့ပြောတယ်လို့ပဲအဒီလေးလေးနက်နက်ပေါ်လှုပ်ရတာပေါ့နော်ဟိုဂီတကိုတကယ်ချစ်တယ်တကယ်မြန်နိုးတယ်တကယ်လေးစားတယ်ဆိုလို့ရှိရင်နက်နက်ရှိုင်းရှိုင်းပေါ့နော်ပုံပေါ်ပါစေပုံပေါ်ပါစေပေါ်တဲ့နေရာမှာပုံပေါ်ပါစေပြီးတော့ဆော့ဆော့လို့ပေါ့မပြင်းမိဘဲနဲ့တကယ်လေးလာပါအဲ့ဒီအကျိုးကျေးဇူးတွေကအနှစ်3450ကြာတဲ့အချိန်ထိခံစားခွင့်နေအကျိုးသက်ရောက်မှုတွေ ်စောစောကပြောတယ်မှတ်တိုင်နေပေါ့เนาะအဲ့ဒါတွေကပြန်လဲပြီးတော့ကို့အတွက်အမှတ်ရမယ့်ဟာတွေပြိတက်ကဟိုထောပနာပြုမယ့်ဟာတွေဖြစ်လာပါလိမ့်မယ်လို့ဒီစကားလေးကိုအတီးကျုံတဲ့အချိန်လေးမှာသက်ဆင့်ကမ်းပါတယ်ဖခင်ဖြစ်သူဝါခင်မဥယျမောင်ဟာသမီးဖြစ်သူမေရော့ဝါရဲ့ဂီတပါရမီနဲ့ပတ်သက်ပြီးအခုလိုပဲပြောပြခဲ့ပါတယ်ပါရမီရှိဆိုတာကတော့တာမလူနဲ့မဟုတ်ဘူး။ဘာပဲလို့တော့အများကြီးကြိုးစားပါရမီရှိတဲ့လူကတော့ အငယ်တော့ဆယ်လမ်းလောက်ပြေတော့သူကတလားနဲ့ရောက်သွားနေပါရမီရှင်မဟုတ်ဘူးအငယ်တော့ပါရမီရှင်မဟုတ်ဘူးအဲ့ပါရမီရှိတဲ့တည်းမှာမရောပါနဲ့တယောက်ပါနဲ့ဆိုတာငဲ့ချစ်နော်ပါရမီရှိလို့ထူကြတဲ့ပုဂ္ဂိုလ်တွေအားကြီးအဲ့ level 3ဒီမှာချေချာနေတာနော်မရောပါကသုံးတဲ့သမီးတွေကဂီတပရိသတ်ဆိုတဲ့ဆင်းမင်းမှာပြီးဆိုခဲ့အောင်မြင်မှုတွေပိုင်ဆိုင်ခဲ့တဲ့မေရော့ဟာ1990ခုနှစ်မှာတော့ တငယ်ချင်းဖြစ်သူတေးရီဆရာနှွေးချိန်ဝင်းနဲ့အိမ်အောင်ပြုခဲ့ပါတယ်။1992ခုနှစ်မှာတော့တမီးကြီးဖြစ်သူစန်းတလာကိုမွေးဖွားခဲ့ပါတယ်။တမီးဦးလေးမွေးဖွားခဲ့ပြီးတဲ့နောက်မှာတော့သူ့ရဲ့နုပညာလုပ်ငန်းတွေကိုရှော့ချခဲ့တယ်လို့တမီးလေးအရွယ်ရောက်လာချိန်မှာတားငယ်ထက်မှန်မွေးဖွားခဲ့တာကြောင့်အနုပညာအလုပ်တွေနဲ့ခဏဝေးကွာခဲ့ရပါသေးတယ်။သမီးဦးလေးမွေးလိုက်တယ်ဆိုတော့ကအမေတယောက်ရဲ့တာဝန်ကမတီးလှပါဘူးဒီကလေးကိုငဲ့ရင်ငဲ့ရင်ငဲ့ရင်နဲ့ဟိုအန်တီရဲ့ ။တခြင်းဆိုတဲ့လုပ်ငန်းတွေကနောက်ကိုနည်းနည်းလျှောက်သွားတယ်။ဟောတဖြည်းဖြည်းနဲ့ကလေးကမူဂျိုကျောင်းတက်တဲ့အရွယ်ရောက်လာပြီ။အဲမူဂျိုကျောင်းတက်တဲ့အရွယ်ကနေပြီးတော့အတန်းကျောင်းတက်တဲ့အရွယ်ရောက်လာတဲ့အခါပိုဝေးတဲ့ဝေးသွားတယ်။ဟိုတမီးရောအချိန်ရသွားပြီလို့ကျောင်းတက်တဲ့အရွယ်မှာကို့အမှုပညာအလုပ်တူပြန်လုပ်မယ်ဆိုတဲ့အချိန်မှာတားလေးရလာတဲ့အခါကျတော့တခါအလန့်ထပ်ဝေးသွားပြန်အောင်။ဘာဖြစ်လို့မျိုးဝါကြီးပျောက်သွားရလဲဆိုတော့အဲ့ဒီအကြောင်းတရားတွေကြောင့်ပျောက်ွယ်သွားတာပါ။ဝိုင်းရင်တယောက်ဆောင်ဆူရောဝါခင်မှာဥယျာဉ်မောင်းလို့တည်ကြတယ်။ မြမမီထားဝန်ထမ်းဟောင်းဦးရဲမောင်နဲ့ဒေါ်ကြည်သိန်းတို့ဟာမေရော့ဘော်ကိုဝါခင်မာမြို့မှာ1965ခုနှစ်မှာမွေးဖွားခဲ့တာကြောင့်အခုဆိုရင်တေးသန့်ရှင်မေရော့ဘော်ဟာအသက်53နှစ်ရှိပြီဖြစ်ပြီးတော့သူ့ရဲ့ဂီတသတန်းကတော့35နှစ်တန်တန်ရှိခဲ့ပါပြီ။ Oh she in the baby you lay lay ရဲ့အသက်53နှစ်မှာဂီတတန်35နှစ်လည်းပြည့်ခဲ့တာမို့ဒီလိုအမှတ်တရအချိန်ခါမျိုးမှာနောက်ထပ်လှပတဲ့အမှတ်တရတွေကိုလည်းဖန်တီးခဲ့ပြန်ပါသေးတယ်။အဲဒါကတော့သူရဲ့ဂီတအနုပညာခီ35နှစ်ပြည့်အမှတ်တရဂီတဖြော်ပြပွဲကိုဒီသမား10ရက်နေ့ကအမျိုးသားကားစက်ရုံမှာပြိတ္တတွေနဲ့ပျော်ပျော်ပါပါကျင်းပခဲ့တာပါ။ ိုရိုမေယော့ဝါဟာအခုတော့သူ့ရဲ့အမှုပညာလုပ်ငန်းတွေပြင်သမီးဖြစ်သူစန်းတလရဲ့အမှုပညာလုပ်ငန်းတွေအတွက်ပါနောက်ကနေမမမမတ်ရက်တီပေးနေပါပြီဆိုတော့အခုဆိုရင်စန်းတလကဒါတိသန့်ရှင်ဘဝနဲ့သူရက်တီနေရပေါ့နော်မော်ဒယ်လဲလုပ်တယ်လုပ်တဲ့တလောက်လုပ်တယ်ပေါ့အမေလိုပဲတချင်းဆိုခြင်းနဲ့ဆိုတော့ကဲဆိုးဆိုတော့သူ့အခွေလေးလဲကိုလာမဲ့ကြံမတိုင်ကလေးမှအန်တီထွက်နိုင်အောင်ကြိုးစားပေးနေတယ်အဲနောက်တစ်ယောက်ကလည်းအခု10နာမင်းဖြီထားရတယ် မပဲပြောပြောသူလည်းရောက်လာအောင်မှာပဲသူကတော့ဒါပြောစရာစကားသိမ့်ရှိသေးဘူးပြောချင်တဲ့အဒီဘေကတော့အန်ဒီရိုဘီသားစုကဂီတာနဲ့ဘယ်တော့မှအလန့်ဝေးမှာမဟုတ်ဘူးအန်ဒီရိုရဲ့ generation အဆက်အဆက်အဆက်ကလည်းခစ်အဆက်ဆက်မှာအန်ဒီရိုကွယ်ပြောက်သွားသည့်တိုင်အောင်တော်မှာအဖွားအရွယ်အဘွားအရွယ်ဖြစ်သွားသည့်တိုင်အောင်တော်မှာသူရဲ့ music တွေကလည်းဂီတာနဲ့ပဲ ဇက်တီပြီးတော့ရှိနေမယ်ဆိုတဲ့အကြောင်းလေးကိုအန်တီပြောချင်ပါတယ်။အန်တီဖြတ်တန်းလာခဲ့ရတဲ့ဒီ35နှစ်ခီးရနေပြီးတော့နောက် အနှစ်40အနှစ်50အနှစ်60အနှစ်80နှစ်တရာအထိလည်းအန်တီဖြတ်တန်းနေပါသေးတယ်လို့ပြောချင်ပါတယ်။